အားလုံးပဲမင်္ဂလာပါရှင်အခုညမှာတော့ဆောင်းမရှင်ကိုတဝဲရဲ့ဟန်ပြရွေးကောက်ပွဲမှသည်စေကောင်းဆောင်ရှေလန်းဘဲတို့လန်းဆိုတဲ့ဆောင်းမလေးကို ဖက်ပြသွားမှာပဲဖြစ်ပါတယ်စေကောင်းစီအနေနဲ့ ရွေးကောက်ပွဲကိုအစောဆုံး2025ခုနှစ်ဒီဇင်ဘာလနောက်ဆုံးပတ်သို့မဟုတ်လာမယ့်2026ခုနှစ်ဇန်နဝါရီလပထမပတ်အတွင်းကျင်းပမယ်လို့စက်ကောင်းဆောင်မင်းအောင်လိုင်းကတရားဝင်ပြောကြားထားပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့မလဆန်ပိုင်းတုန်းကတွားရောက်ခဲ့တဲ့ရုရှားနဲ့ဘယ်လာရုနိုင်ငံတို့ရဲ့ခီးစဉ်အတွင်မှာလည်း2020ပြည့်နှစ်ရွေးကောက်ပွဲကိုမဲလိမ့်နေဆိုပြီးအာဏာသိမ်းခဲ့သူကအဲ့ဒါလို့အတီလင်းကြီးညာခဲ့တာပါ။အတီကြဆိုရရင်ပြီးခဲ့တဲ့မလ9ရက်နေ့က စစ်ကောင်းဆောင်ဒုတိယအကြိမ်ဖြစ်သွားရောက်ခဲ့တဲ့ဘယ်လာရုနိုင်ငံမှာသမရအလက်ဇန္ဒားလူကာရှန်ကိုနဲ့တွေ့ဆုံခြင်းရွေးကောက်ပွဲကျင်းပမဲ့ကာလကိုထောက်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။စစ်ကောင်းစီလုံမဲ့ရွေးကောက်ပွဲအပေါ်ရှုထောင့်အမျိုးမျိုးအမြင်အမျိုးမျိုးရှင်းနေကြပါတယ်။အာနာသိန်းစစ်ကောင်းစီကိုနိုင်ငံတကာအသိအမှတ်ပြုခံရဖို့ရုပ်သိမ်းအစိုးရတရက်ပေါ်ပေါက်လာဖို့ဆိုတဲ့အမြင်မျိုးရှိကြပါတယ်။ဒါအပြင် စစ်ကောင်စီရဲ့အကြံဖတ်လောက်ရက်တွေနဲ့စစ်ရာဇဝဲမှုတွေရဲ့ trap အဖြစ်အသုံးချဖို့ဆိုတာကလည်းအပါဝင်ပါပဲ။နောက်တနေ့ကတော့စစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးရဲ့ဘဝသက်တမ်းတလျှောက်ကွက်လန့်ဖြစ်နေတဲ့လူအင်ကိုဖြည့်ဆည်းဖို့ပါ။လက်ရှိဗိုလ်ချုပ်မူကြီးဒုသမရဝန်ကြီးချုပ်စစ်ကောင်စီအပါအဝင်အဖွဲ့ပေါင်းများစွာရဲ့ဥက္ကဋ္ဌစားတဲ့အမြင့်ဆုံးရာထူးတွေကိုစစ်ကောင်ဆောင်ကရယူထားတာပါ။တော်လိုင်းရင်အင်အားစုတွေဘက်ကတော့ မိုးကျုံမိုးကြီးမင်းအောင်လိုင်းကိုစစ်အာဏာရှင်စစ်ကောင်းဆောင်စစ်အာဏာသိမ်းကောင်းဆောင်လို့သမုတ်ကြသလိုအာဏာယူလို့လည်းပြည်ပြည်နှင်းနှင်းယာတို့တွေအနှင်းထားကြပါတယ်။အဲ့ဒီဘွဲနဲ့ယာတို့တွေထက်အာဏာပေါ်မိန်မောနေသူစစ်ကောင်းဆောင်ရဲ့ဘဝမှာအဖြစ်ချင်းဆုံးအယူသဆုံးနဲ့ကိုယ်တိုင်ခံလို့မရတဲ့အမြင့်ဆုံးယာတို့တစ်ခုကြံရှိနေပါတယ်။အဲ့ဒါကတော့ပြည်သူတွေကတသက်တာမပေးမဲ့သမရယာတူဖြစ်ပါတယ်။အဲ့ဒါကြောင့်ရွေးကောက်ပွဲကိုအသေးအံလှုပ်ဖို့သူကြံနေတာ သူသမရအဖြစ်အရွေးခံပါလိမ့်မယ်လို့ဝါရီနိုင်ငံရေးလေလာသုံးသက်သူတဦးကအခိုင်အမာပြောပါတယ်။နိုင်ငံရေးလေလာသုံးသက်သူတွေနဲ့ပြည်သူအများစုကလည်းရွေးကောက်ပွဲလုပ်ပြီးစစ်ကောင်းဆောင်သမရလုပ်မယ်ဆိုတာကြိုတင်တွက်ဆထားပြီးဖြစ်ပါတယ်။စစ်ကောင်းစီရွေးကောက်ပွဲကိုဒီနှစ်2025ဒီဇင်ဘာလအတွင်းကျင်းပပြုလုပ်ဖို့ရှိတဲ့အကြောင်းစစ်ကောင်းစီရဲ့ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ AB လ10ရက်နေ့ကပြောထားပါတယ်။ စစ်ကောင်စီရွေးကော်ရဲ့နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်သမတ်ရက်ကတော့ပြီးခဲ့တဲ့မေလ9ရက်နေ့မှာပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။နောက်ဆုံးနေ့အထိစစ်ကောင်စီရွေးကော်ထံပါတီအသစ်28ခုရှောက်ခဲ့တဲ့အပြင်ဆက်လက်တည်ထောင်ခွင့်နဲ့မှတ်ပုံတင်ခွင့်အတွက်ရှောက်ထားတဲ့ပါတီ50ခုစုစုပေါင်း89ပါတီရှိတယ်လို့စစ်ကောင်စီထုတ်ပြန်ချက်အရသိရပါတယ်။ဒါကြောင့်စစ်ကောင်စီလုံမဲ့အတူအယောင်ရွေးကောက်ပွဲဟာပါတီ89ခုနဲ့ပြုတ်လောက်သွားမယ်လို့နားလည်ရပါတယ်။ ကောလာဟန်လာတွေကဝန်ဟန်ဟောင်း UMFCCI ကအကောင့်တွေကြီးတွေကို ပါတီဖွဲ့ဖို့တိုက်တွန်းနေဆိုတဲ့သတင်းတွေလည်းရှိတယ်လို့နိုင်ငံရေးသမားလေးဖြစ်ပြည်တွင်းကနိုင်ငံရေးအဖွဲ့အစည်းတွေနဲ့နှိဆက်သူတို့ကပြောပါတယ်။ဒါပေမဲ့စစ်ကောင်စီရွေးကော်ရဲ့နောက်ဆုံးထုတ်ပြန်ချက်တွေအရအဲ့ဒီလိုလူမျိုးတွေစုဖွဲ့ထားတဲ့ပါတီနာမည်မျိုးတွေမတွေ့ကြရပဲရခိုင်နဲ့တိုင်းရင်းသားပါတီအချို့ကိုမှတ်ပုံတင်ခွင့်ပြုလိုက်တာပဲတွေ့ရပါတယ်။တစ်ဖက်မှာလည်း စစ်ကောင်စီကဖျက်သိမ်းထားတဲ့2020ပြည့်နှစ်ရွေးကောက်ပွဲတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH နဲ့တော်လှန်ရေးအင်အားစုတွေအပါအဝင်နိုင်ငံတကာရွေးကောက်ပွဲလေလာဆောင်ကြေးအဖွဲ့တချို့နဲ့အရက်ဖတ်အဖွဲ့စည်းတွေကစစ်ကောင်စီလုံမဲ့ရွေးကောက်ပွဲကိုအတိအမှန်မပြုဘူးလို့တွင်တွင်ပြောဆိုနေကြပါတယ်ကျွန်တော်တို့ NLD ပါတီကတော့စကားဆလုံမဲ့ရွေးကောက်ပွဲကိုစိတ်လည်းမဝင်စားဘူး အတိမတ်လည်းမပြူဘူးစကောင်းစကားနေဖွဲ့စည်းပေးလိုက်တဲ့ရွေးကောက်ပွဲကော်မရှင်ကိုလည်းအတိမတ်မပြူဘူးဗျာစကောင်းစီကလုံးမဲ့ရွေးကောက်ပွဲကအလိန်ညာရွေးကောက်ပွဲတစ်ခုနောက်ပြီးတော့ဟန်ပြသက်သက်သာလုပ်တဲ့ရွေးကောက်ပွဲတစ်ခုသာဖြစ်တယ်လို့လက်ရှိ NLD ရဲ့ဗဟိုအလုံးမှုဆောင်ကော်မတီဝင်တဦးကပြောပါတယ်ရန်ကုန်မြို့ရွှေပြည်သာမြို့နယ်နေအသက်55နှစ်ခန့်ရှိအမျိုးသမီးတဦးကလည်းရွေးကောက်ပွဲကိုစိတ်မဝင်စားပဲမဲသွန်းပေးမှမဟုတ်ဘူးလို့ပြောပါတယ်ဒီလိုအတိအမှန်မပြည့်ယုံနဲ့ပြီးသွားမှလား မဲသောမပေးုံနဲ့ရွေးကောက်ပွဲ ပြတ်သုံးသွားမလားဒီမိုကရေစီလိုလားတဲ့ပြည်သူတွေတော်လှန်ရေးအင်အားစုတွေအပါအဝင် NLD နဲ့ NUG တို့ပြောနေတဲ့ဟန်ပြအတူရောင်းအလင်းညာဆိုတဲ့ရွေးကောက်ပွဲက ပြတ်သွားမှာပါလားလုံးဝလုံးဝမဖြစ်နိုင်ပါဘူးဝိုင်းနိုင်ငံရေးလိလသုံးသက်သူလည်းဖြစ်ရွေးကောက်ပွဲစောင့်ကြည့်လိလတဲ့အဖွဲ့အစည်းကတာဝန်ရှိသူတအုပ်ကတော့ဒါဟာတက်တက်စင်အောင်လွဲချော်နေတဲ့အယူအဆလို့ဝေဖန်ပါတယ်ရွေးကောက်ပွဲက လုံမယ်ယူဆတယ် မာလာအနေနဲ့ပြန်လဲတိဆောက်ရေးအောင်မြင်နေစွာပြပေါ်မဖြစ်နိုင်စီပွားရေးနလန်ထူအောင်လဲမတက်နိုင်ဘူးရွေးကောက်ပွဲပဲထွက်လန်းရှိတယ်လို့သူ့အမြင်ကို ပြောပါတယ်စစ်ကောင်စီရွေးကောက်ပွဲကိုတာဝန်ယူကျင်းပပေးမဲ့ရွေးကော်ကစစ်ကောင်ဆောင်ရဲ့ရွေးကောက်ပွဲကာလကိုဖွင့်ဟလာပြီးနောက်ဒီဇင်ဘာလအတွင်းကျင်းပမယ်လို့ထုတ်ပြောထားတာကလွဲရင်ရွေးကောက်ပွဲကိုဘလို့လုပ်မယ်ဆိုတာမျိုးထုတ်ပြောတာမျိုးယခုအချိန်ထိမရှိသေးပါဘူး လက်ရှိရွေးကောက်ဥက္ကဋ္ဌဦးကုတ်ကိုကတော့ဒီဇမလာတိုင်းကျင်းပမဲ့ရွေးကောက်ပွဲဟာအရင်ရွေးကောက်ပွဲတွေနဲ့မတူကွဲပြားမှုတွေရှိနေလို့သတိပြုလှုံ့ဆော်ကြရမယ့်အကြောင်းမေလ9ရက်နေ့ကပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးတွင်ပြောကြားထားပါတယ်။အခုကျင်းပမဲ့ရွေးကောက်ပွဲဟာရခိုင်ကျင်းပမဲ့ရွေးကောက်ပွဲတွေနဲ့မတူဘဲရွေးကောက်ပွဲကျင်းပရမယ့်အခြေအနေဆောင်ရွက်ရမယ့်ရွေးကောက်ပွဲလုပ်ငန်းစဉ်များပုံမှန်များပြားတယ်။ ကျင်းပမဲ့ရွေးကောက်ပွဲစနစ်ရွေးကောက်ပွဲအချိန်ကာလမဲပေးရမယ့်ပုံစံများလည်းမတူညီဘူးလို့ဥက္ကဋ္ဌကပြောပါတယ်။ UNG ရာဤသမရဒူဝါလက်ရှိလာကတော့တနိုင်ငံလုံးမှာတော်လိုင်းရင်အင်အားစုတွေဘက်က85ရာခိုင်နှုန်းထိန်းချုပ်ထားနိုင်ပြီးစစ်ကောင်စီက၄ပုံတပုံပဲထိန်းချုပ်ထားနိုင်တော့တယ်လို့ပြီးခဲ့တဲ့2025မြန်မာနေဆန်တရက်နေ့မင်ကုန်အတွင်းထည့်သွင်းပြောကြားထားပါတယ်။ဒါကြောင့်စစ်ကောင်စီရွေးကောက်ပွဲဟာမဖြစ်နိုင်ဘူးလို့ UNG နဲ့တော်လိုင်းရင်အင်အားစုတွေဘက်က ယူဆနေကြပုံရတယ်လို့နိုင်ငံရေးစီရင်လက်လာသူတွေကဆိုပါတယ်။အနီယူဂျင်းနဲ့ဒေါ်လာရဲ့အင်အားစုတွေဘက်ကရွေးကောက်ပွဲကိုကန့်ကွက်ရှုံချတဲ့အကြောင်းအစင်ပြောကြားနေပေမယ့်ဒါစိမ့်မဲ့အကြောင်းကိုတော့တရားဝင်ထုတ်ပြောတာမျိုးမတွေ့ရသေးပါဘူး။ဒေတာလိုက်ကာဝေးတပ်ဖွဲ့အချို့နဲ့ PDF တပ်ဖွဲ့တွေကတော့ရွေးကောက်ပွဲအတွက်စီမံနေသူတွေကိုသတိပေးပြောဆိုရထုတ်ပြန်ချက်မျိုးတွေတော့ရှိနေပါသေးတယ်။တော်လိုင်းအင်အားစုတွေရဲ့ယူဆချက်နဲ့အချက်အလက်တွေကို ပြည်သူတချို့နဲ့နိုင်ငံရေးစီရေလေလာစောင့်ကြည့်သူတွေကတန်တရာရှိနေကြပါတယ်။ရေမွေးရအဖြစ်ကြည့်မယ်ဆိုရင်တောင်မြင်နိုင်ပါတယ်။သူတို့တင်ပြီးပြန်ပေးလိုက်ရတဲ့မြို့တွေပြန်မနှုတ်ဘူးလား။အညာဆိုလဲစကားစကားမြို့ပေါ်အုပ်ချုပ်တယ်။ဒေါ်လိုင်းရေးအဖွဲ့တွေကရွာတွေဘက်မှနေပြီးတိုက်ပွဲတွေဖော်ဆောင်ဖို့ကြိုးစားတယ်။မြို့တွေကိုတိုက်တယ်၊ခနာသိမ်းတယ်၊ထားခဲ့တယ်၊စကားစကားပြန်သိမ်းတယ်။ဒါမျိုးကတိမ့်ပိုက်နေမည်လို့ပြောလို့မရဘူးလို့နိုင်ငံရေးစီရင်လေလာစောင့်ကြည့်နေသူတို့ကထောက်ပြပြောဆိုပါတယ် သူ့လိုပဲရွေးကောက်ပွဲနဲ့နိုင်ငံရေးလေလာဆောင်ကြည့်ရဲ့အဖွဲ့ရဲ့တာဝန်ရှိသူတဦးကလည်းတူညီတဲ့အမြင်ရှိနေပါတယ်။အန်ယူဂျီဘက်ကပြောနေတာတော့၂၂ရာခိုင်နှုန်းပဲ။စကားစထင်းချုံနိုင်နေဆိုတာဘလို့အချက်အလက်တွေကိုအခြေခံပြောနေတယ်မသိပါဘူး။စကားစရွေးကော်တို့ဘက်ကသတင်းကတော့သူတို့ထင်းချုံနိုင်တာမြို့150ကျော်ရှိတယ်။သူဝင်ကိုဝင်ကြားဖြစ်တဲ့မြို့က130ကျော်ရှိတယ်။တော်လိုင်းအင်အားစုတွေထင်းချုံတာက85မြို့ပဲရှိတယ်လို့သူရရှိထားတဲ့အချက်အလက်တွေကိုပြန်လည်ပြောပြပါရစေ။ ဒီတော့ရွက်ကဝဲကိုစက်ကောင်စီဘက်ကဘလို့လုံလာနိုင်လဲဆိုတဲ့မေကွန်းကို88မျိုးဆက်နိုင်ငံရေးလေလာသုံးသပ်သူဦးမြအေးကတော့အခုလိုပြောပါတယ်။ညီရင်းချင်းတွေရတနိုင်ငံလုံးလှုပ်ဖို့မဖြစ်နိုင်ပါအပိုင်းလိုက်အကန့်လိုက်လှုပ်ရင်တော့မပြောတတ်ပါ ဖြစ်သလိုဇလုပ်သွားမယ်ထင်ပါတယ်လို့ဝါရီနိုင်ငံရေးသမားကြီးကပြောပါတယ်။ပြည်ရင်းနဲ့ပြည်ပရောက်နိုင်ငံရေးလေလာသုံးသပ်သူနဲ့စောင့်ကြည့်နေသူတွေကတော့ 2024ခုနှစ်အောက်တိုဘာလအတွင်းကတကောင်စီရင်ကောက်ခဲ့တဲ့ပုံစံအတိုင်းကျင်းပလာနိုင်တယ်လို့ယူဆနေကြပါတယ်။မဲယုံတွေကိုမြို့ပေါ်မှာလုံရွာတွေမှာမထားတာလည်းဖြစ်နိုင်တယ်။တကောင်စီရင်ကောက်ယူသလိုလည်းဖြစ်နိုင်တယ်လို့နိုင်ငံရေးသုတေသီတဦးကသူ့ယူဆချက်ကိုပြောပါတယ်။နောက်တလန်းကတော့ရွေးကောက်ပွဲကျင်းပမဲ့ဒေသကိုစစ်အင်အားနဲ့ဝိုင်းပတ်ပိတ်ဆို့ပြီးလုတဲ့နေပါ။ဒီနီလန်းတွေဟာပဋိပက္ခဒေသတွေမှာရွေးကောက်ပွဲကိုစစ်ကောင်စီကျင်းပနိုင်တဲ့နေလန်းတွေဖြစ်ပါတယ်။ အချုပ်ဆိုရရင်အဲ့ဒီဒေတာတွေမှာစစ်ကောင်စီဟာမဲယုံမဲစနစ်နဲ့တအိမ်တဆင်းအဖွဲနဲ့ကောက်ခံတဲ့ပုံစံတွေလောက်သွားပွဲရှိနေပါတယ်ရန်ကုန်မန္တလေးနဲ့နေပြည်တော်တို့မှာတော့လုံခြုံရေးအပြည့်ချပြီးမဲယုံတွေနဲ့မဲပေးရတဲ့ပုံစံလောက်နိုင်ပွဲရှိတယ်လို့သုံးသပ်ပြောဆိုနေကြပါတယ်စစ်တပ်ရေးဆွဲခဲ့တဲ့2008အခြေခံဥပဒေနဲ့လက်ရှိရှိနေတဲ့ရွေးကောက်ပွဲဥပဒေတွေကမဲပေးသူပမာဏဘလောက်ရှိမှရွေးကောက်ပွဲအထမြောက်တဲ့ဆိုတော့ သတ်မှတ်ပြဋ္ဌာန်းချက်မျိုးထည့်သွင်းရေးဆွဲမထားပါဘူး။ဒါကြောင့်အနိုင်ငယ်သောလူတွေမဲပယုံနဲ့ရွေးကောက်ပွဲဖြစ်တဲ့ဆိုတဲ့သဘောတက်ရောက်ပါတယ်။မြန်မာရွေးကောက်ပွဲဥပဒေမှာအနိုင်ဆုံးဘလောက်ရာခိုင်နှုန်းမဲပေးရမယ်ဆိုတာမရှိဘူး။50ရာခိုင်နှုန်းလာဖို့မလိုဘူး။30ရာခိုင်နှုန်းလာလဲအထမြောက်တယ်လို့အထက်ပါနိုင်ငံရေးသုတေသီကထောက်ပြပြောဆိုပါတယ်။တပန်းစစ်ကောင်စီဟာအရင်ရွေးကောက်ပွဲတွေလို့နိုင်သူအကောင်ယူစနစ် FPTB နဲ့ကျင်းပမှာမဟုတ်ဘဲအထူးကြောင့်ကိုယ်စားလှယ်စနစ် ပီယာနဲ့ဂျမ်ဘာမှာဖြစ်ပါတယ်။ဒီစနေ့အရနိုင်ငံရေးပါတီတွေဟာရေကောက်ပွဲမှာရရှိတဲ့မဲအရေးအတွက်အရဥပဒေပြုလွှတ်တော်မှာအချိုးကျခွဲဝေယူရမယ်လို့နားလည်ရပါတယ်။ဒီစနေ့ကိုတော့နားမလည်ပါဘူး။ကျမတို့ကမဲတော်မပေးရင်ရွေးကောက်ပွဲမဖြစ်ဘူးလို့ထင်နေတာ။အဲ့ဒါဆိုတော့ဘာမှမတတ်နိုင်တော့ဘူးပေါ့။ပေးဖို့ကစံနာကိုမရှိတာပါ။ပြီးတော့အခုတတိယဘဲပါတီတွေကဘယ်လိုပြိုင်ကြမယ်ဆိုတာလည်းမသိပါဘူးလို့ရန်ကုန်မြို့မရန်ကုန်မြို့နယ်တွေ အသက်30ကျော်အရွယ်ရှိအမျိုးသမီးတဦးကပြောပါတယ်။မြမလွတ်တော်ဖွဲ့စည်းပုံမှာပြည်သူလွတ်တော်အမျိုးသားလွတ်တော်နဲ့ပြည်ထောင်စုလွတ်တော်ဆိုပြီးလွတ်တော်၃ရက်ရှင်နေပါတယ်။အဲ့ဒီနောက်တိုင်းနယ်ပြည်နယ်တွေမှာလည်းလွတ်တော်အသီးသီးရှင်နေကြပါတယ်။အမျိုးသားလွတ်တော်မှာအမတ်224ဦးနဲ့ပြည်သူလွတ်တော်မှာအမတ်440ဦးဆိုပြီးစုစုပေါင်း664ဦးဟာပြည်ထောင်စုလွတ်တော်မှာပါဝင်ကြပါတယ်။စကောင်စီအတွက် လွှတ်တော်ခေါ်ယူကျင်းပနိုင်ဖို့2008ခြေဦးအရာစစ်တပ်ကအမျိုးသားလွှတ်တော်နဲ့ပြည်သူလွှတ်တော်တို့မှာ25ရာခိုင်နှုန်းစီတက်လွှတ်တော်ကိုယ်စားလှယ်166ဦးက အလိုအလျောက်နေရာယူထားနေပြီးသားဖြစ်ပါတယ်။ဒါကြောင့်ရွေးကောက်ပွဲဝင်ပါတီတွေဘက်ကလွှတ်တော်ကိုယ်စားလှယ်166ဦးကျော်သာရမယ်ဆိုရင်လွှတ်တော်ကိုယ်စားလှယ်90ရာခိုင်နှုန်းကျော်သွားမှာဖြစ်တဲ့အတွက်လွှတ်တော်လည်းခေါ်နိုင်မှာဖြစ်ပါတယ်။လွှတ်တော်ခေါ်ယူကျင်းပနိုင်မှာက အစိုးရလည်းအလွယ်တကူဖွဲ့သွားနိုင်မှာဖြစ်ပါတယ်။ဒါဆိုရင်နိုင်ငံအချို့ကအတိအမဲ့ပြူလာကြလောက်တယ်။အခုတောင်တရုတ်နဲ့ရုရှားကခုနေတော့သူတို့နဲ့မဟာမိတ်နိုင်ငံအချို့ကစကားဆပတ်ပါချင်းချင်းဖြစ်နေပြီ။ရွေးကောက်ပွဲတာဖြစ်မြောက်သွားရင်မလွယ်ဘူး။စိုးရင်စရာတော့ကောင်းတယ်လို့နိုင်ငံရေးစီရင်တဲ့ပတ်သက်ပြီးစိတ်ဝင်စားရှိသူရန်ကုန်မြို့နေအသက်၄၀ခန်းရှိအမျိုးသားတအူးကပြောပါရယ်။ပြည်ထောင်စုလွတ်တော်ထံ ပြည်သူလွတ်တော်အမျိုးသားလွတ်တော်နဲ့စစ်တပ်စတဲ့၃နေရာကနေဒုသမရာတအူးစီနာမည်တင်သွင်းရပါတယ်။အဲဒီနောက်လွတ်တော်ကိုယ်စားလှယ်တအူးချင်းစီသမရာဒုသမရာတင်တဲ့နှစ်တို့ကို ပြန်လည်ရွေးချယ်ပါတယ်။၂၀20ပြည့်နှစ်ရွေးကောက်ပွဲမှတိုင်ပြီး2019ခုနှစ်အတွင်းစစ်ကောင်စောင့်မင်းအောင်လှိုင်ဟာမဲဆွေစီယုံမှုဆန်းဆန်းလှုပ်ရှားမှုတွေပြုလုပ်ခဲ့ပူပါတယ်။အဲဒီနှစ်အတွင်းနှစ်တရာကျော်သက်တမ်းရှိပြီး လက်ရှိအချိန်အထိစစ်ကောင်းဆောင်ကိုထောက်ခံနေတဲ့ဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMBA အပါအဝင် Korean Islam တို့အပါအဝင်ဘာသာပေါင်းစုံကခေါင်းဆောင်တွေနဲ့လိုက်လံတွဲဆုံတာဗလီနဲ့ဖျားကြောင်းတွေကိုတွားရောက်တာတွေပြင်လူမှုနဲ့အနိကတွဲဆုံဟောပြောတာမျိုးတွေအထိပြုလုပ်ခဲ့ပါတယ်အဲဒီနောက်2020ပြည့်နှစ်ရွေးကောက်ပွဲပြီးလွတ်တော်မခေါ်ယူမီနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်သမ္မတဦးဝင်းမြင့်တို့ကိုတွေ့ဆုံပြီး သူ့ကိုသမရအဖြစ်တင်မြှောက်ဖို့ကာချုပ်မင်းအောင်လိုင်ကပြောကြားခဲ့ပူပေမဲ့ NLD ဘက်ကလက်မခံတဲ့အတွက်မဲလိန်နဲ့ဆိုကအာနာသိမ့်ခဲ့တာလို့စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ပြောကြားချက်ကိုကိုးကားပြီးလလက်တဲ့မီဒီယာတွေကစစ်အာနာသိမ့်ပြီးနောက်ရေးသားပြောဆိုမှုတွေရှိခဲ့ပါတယ်။အခုတော့စစ်ကောင်ဆောင်ရဲ့အခြေအနေက2019-2020ပြည်နှစ်တွေကလုံးဟောက်တော့ပါဘူး။ရွေးကောက်ပွဲအထမြောက်ဖို့ပဲလိုပါတယ်။သူလမ်းမဲ့သမရခြေလန်းကိုဘလို့ညှိနှိုင်းတောင်းဆိုမှုမျိုးမှမလုပ်ဘဲ အလွယ်တကူရယူသွားနိုင်တဲ့အခြေအနေကိုရောက်ရှိနေတာဖြစ်ပါတယ်။သူရဲ့လူရင်းကိုဖြစ်စည်းဖို့အတွက် နေလန်းနှစ်သွဲရှိနေပါတယ်။တနည်းကရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ပြီးရွေးကောက်ခံကိုစလဲကနေသမရအဖြစ်ရွေးကောက်ခံခြင်းမှာဒုတိယကတော့လွှတ်တော်အတွင်းမှာစစ်တပ်ကတဆင့်ဒုသမရအဖြစ် တင်သွင်းတာကနေသမရနေရာရယူခြင်းမှာပဲ။အလုံးကတော့ပထမတနည်းကိုပယ်ချပြီးဒုတိယနည်းကိုပဲလက်ညှိုးညွှန်ကြပါတယ်။ဒီတော့ စစ်ကောင်းဆောင်မင်းအောင်လိုင်းတရသူ့ရဲ့အန်တီမခြေလန်းကိုလှမ်းကင်မကိုင်းဆိုတာမနှိမ့်မကြခင်မှာတွေ့လာရပါတော့မယ်နိုင်ငံရေးသူတွေတည်လဲဖြစ်နိုင်ငံရေးအဖွဲ့အစည်းတခုမှရာထူးကြီးရယူထားသူအမျိုးသားတအူကတော့စစ်ကောင်းဆောင်ရဲ့အနာဂတ်ခြေလန်းအကြောင်းကို ခုလိုပြောပါတယ်သူ့မှာသမရအိမ်မဲရှိတယ်လို့ယူဆတယ်အခုချိန်မှာကြည်လင်ညှိနှိုင်းကုတ်ကဲရမှုဗိုလ်ချုပ်ကြီးကျော်စွာလင်းကအားနေသေးတယ်အချိန်နှစ်နှစ်ခွဲလောက်အာနာတိဆောက်ရအောင်မယ်ဒါကြောင့် သူ့အနေနဲ့သမရာလဲလို့စစ်တပ်ကိုလည်းကောင်းကင်ထားဖို့များတယ်လို့ပြောပါတယ်။ဒါပေမဲ့လက်ရှိနိုင်ငံရေးအခြေအတဲအတွက်ရွေးကောက်ပွဲကအဖြစ်မဟုတ်ဘူးလို့အယူအဆတွေလည်းရှင်းနေကြပါတယ်။အခုဖပြပေးကြတာကတော့ဟန်ပြရွေးကောက်ပွဲမှာဒီစစ်ကောင်ဆောင်ခြေလန်းဘဲသို့လှမ်းဆိုတဲ့သတင်းဆောင်မလေးပဲဖြစ်ပါတယ်။ဒီသတင်းဆောင်မလေးကိုနားထောင်ပြီး ကောင်းစွာအိပ်စက်အနာယူနိုင်ကြပါစေရှင်။ကျမနွယ်နွယ်ပါ